မြန်မာထိုင်းနယ်စပ်က၄ကီကော်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးစစ်ကွန်မရှင်တပ်ကစစ်ကြောင်း၅ကြောင်းနဲ့ထိုးစစ်ဆင်နေတယ်လို့မြင်ပြတဲ့တင်ရင်မြစ်ကပြောပါရယ်။ကရင်ပြည်မြဝတီမြို့ပေါ်က၄ကီကော်မြို့တင်နာမှာစစ်ကွန်မရှင်တပ်နဲ့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့တိုက်ပွဲတွေအပြင်းထန်ဆက်ဖြစ်နေတာပါ။မြဝတီမြို့တောင်ဘက်မှာဆုံရှုံထားတဲ့တပ်စခန်းတွေကိုပြန်ရယူဖို့ ဒရုန်းလက်နက်ကြီးပစ်ကူတွေယူပြီးစစ်ကွန်မရှင်တပ်ကစစ်ကြောင်း၅ကြောင်းနဲ့ဝင်လာတာလို့မြင်ပြတဲ့တင်းရွက်ကပြောပါရယ်လေကစ်ကော်မြို့တင်နာကရေကန်ကုန်းကလေးဖက်ကနေထိုးဖောင်းဝင်ရောက်လာတဲ့စစ်ကြောင်းနဲ့အော်တိုဗာလာဆန်အထီတိုက်ပွဲတွေဖြစ်နေပါရယ်နှစ်ဖက်စလုံးမှာလည်းအကြစိုးရီများတယ်လို့ပြောဆိုနေကြပြီးမြေကရင်အမျိုးသားအစည်းအုပ်ဘက်ကတော့သစုပ်တရားထုတ်ပြန်လာမျိုးမရှိသေးပါဘူး။ ီကြောင့်တိုက်ခိုက်မှုကနယ်ဆက်ဖြစ်တဲ့အတွက်နေပေမဲ့တင်ငန်းကြီးနောက်ဘက်ကနေမစ်ဆိုင်ဒုံးတွေလက်နက်ကြီးတွေမောင်းသူမဲ့ကာမီကာဇေဒုံးနဲ့စက်တိုက်ပစ်ကူနေတယ်လို့မြေပြင်ကတိုက်ပွဲအခြေအနေကိုသိတဲ့သူကပြောပါတယ်တိုက်ပွဲရီကြောင့်လေကေကောမင်းလက်ပန်ဖလူရတိကူထီးမဲဝါခီစတဲ့ရွာက ထောင်နဲ့ချီတဲ့ဒိသခံပြည်သူတွေဟာတောင်းရင်မြစ်တပတ်ကန်ထိုင်းနိုင်ငံဖက်နဲ့နီးစပ်တဲ့နေရာတွေမှာထွက်ပြေးတိမ်းရှောင်နေကြပါတယ် လေကေကောကစစ်ဘေးရှောက်တွေအတွက်ယာယီတဲတွေအရေးပေါ်ဆောက်ပြီးနေပေမဲ့လုံလောက်မှုမရှိသေးသလိုစားနပ်ရိက္ခဇေဝါတွေလည်းလိုအပ်နေတယ်လို့အကူအညီပေးနေသူတွေကပြောပါရယ်